မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တဲသတင်းတွေကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့ရွှေကောက်ပွဲအစည်းအဝေးကိုနိုင်ငံလှည့်ပြမှုဖြင့်အာဆီယံဥက္ကဋ္ဌပင်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့စစ်ပွဲများရပ်တန့်ဖို့တောင်းဆိုလိုက်ပြီးစစ်ကောင်စီရဲ့အဆိုပြုထားတဲ့ရွှေကောက်ပွဲတွေကိုနိုင်ငံလှည့်ပြမှုဖြစ်ပင်ချလိုက်ပါတယ်မလေးရှားနိုင်ငံဝန်ကြီးမိုဟာမက်ဟာဆန်က2021ခုနှစ်ကမြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့်ဖြစ်ပွားခဲ့တဲ့ပဋိပက္ခကနေဆက်ဖြတ်ကျော်ထွက်ပြေးလာသူတွေနဲ့ ိန်နေဆက်ဖြတ်ကျော်ရာသွေးမှုတွေကိုအားပေးအမြောက်ပြုလျက်နေဆက်များကိုပုံမပြတ်နှံ့နေကြောင်းသတိပေးခဲ့ပါတယ်။အာဆီယံရဲ့ရည်တည်ချက်ဖြစ်တဲ့ပြည်တွင်းအရေးကိစ္စတွေမှာဝင်ရောက်ဆွဖက်မှုရည်တည်ချက်ကိုထပ်မံအတည်ပြုခဲ့သလိုအာဆီယံကအကြက်တဲကိုပြည်တွင်းမှာဖြည့်ရှင်းဖို့အတွက်အလေးထားတိုက်တွန်းခဲ့ပါတယ်။ မလ28ရက်ကဖြစ်ပွားခဲ့တဲ့ငလင်ကငြိမ်းချမ်းရေးဆွေးနွေးပွဲများပြန်လည်စတင်ဖို့ခွင့်ရီးတစ်ခုဖန်တီးပေးခဲ့တာလေဟာဆန်ကပြောပါရယ်အာဆီယံရဲ့ထိတွေ့ဆက်ဆံမှုကိုအားကောင်းစေဖို့ယူရပြီးဟာဆန်ကမြန်မာနိုင်ငံဆိုင်ရာအမြင့်တဲ့အထူးတပ်တမန်တအုပ်ကို၃နှစ်သက်တမ်းနဲ့ခန့်အပ်ဖို့အစီအစဉ်ကိုကျင်းပခဲ့ပြီးလက်ရှိဥက္ကဋ္ဌတာဝန်နဲ့အတူနှစ်ဆယ်အလဲကြာတာဝန်ယူရတဲ့စနစ်ကိုအစားထိုးသွားမယ်လို့ဆိုပါရယ် အထူးတန်တမန်အစ်စ်ကဇွန်လမှာမြန်မာနိုင်ငံကိုတွားရောက်မယ်လို့မျှော်လင့်ရပါတယ်။ဟာဆန်ကမြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့မြည်တိရွေးကောက်ပွဲမဆိုတရားဝင်ဖြစ်သမတ်ခံရဖို့သက်ဆိုင်ရာဖွဲ့စည်းအားလုံးပါဝင်ရမှာဖြစ်ကြောင်းအလေးထားပြောကြားခဲ့ပါတယ်။အတိုက်ခံဖွဲ့များစုကိုပိတ်ပင်ထားခြင်းဒါမှမဟုတ်မဲပီးခြင်းကိုမြန်မာပြည်သူတွေကကန့်ကွက်နေကြကြောင်းစစ်တပ်ကနိုင်ငံရဲ့နေရာများပြားကိုထိန်းချုပ်မှုဆုံးရှုံးနေကြောင်းထောက်ပြခဲ့ပါတယ်။နိုင်ငံတကာအတိုင်ဝန်ကိုအထင်မြင်လွဲမှားစေဖို့အတွက်ရွေးကောက်ပွဲပြုလုပ်နေတာဘာအဓိပ္ပာယ်ရှိလဲလို့မလေးရှားနိုင်ငံသားရေးဝန်ကြီးကအမိကွန် ထုတ်ခဲ့ပါတယ်။မလေးရှားကတိုင်းရိုက်ဆွေးနွေးမှုတွေအဆင်ပြေစေဖို့စစ်ကောင်စီနဲ့အတိုင်းခံဖွဲ့နှစ်ခုစလုံးမှာတီးခြားဆွေးနွေးမှုတွေပြုလုပ်ဖို့စီစဉ်လျက်ရှိပါတယ်။တိုင်းဝန်ကြီးချုပ်ဖီတိုနန်ရှင်နာဝတ်ကမလေးရှားရဲ့ရည်တည်ချက်ကိုထောက်ခံပြောကြားခဲ့ပြီးမြန်မာနိုင်ငံမှာတည်ငြိမ်မှုပြန်လည်တည်ဆောက်ရေးအရေးပါပုံကိုအလေးပေးပြောကြားကငြိမ်းချမ်းတဲ့နိုင်ငံပြောင်းလဲမှုကိုမောင်းနေရမှာအာဆီယံရဲ့ဗဟုအခမ်းကဏ္ဍကိုမိမောင်းထိုးပြခဲ့ပါတယ်။ထိုင်းနိုင်ငံကမလေးရှားရဲ့တန်တမန်ကြီးဟာအကျိုးပေးမှုတွေနဲ့မြန်မာငလင်တန်ခံရသူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများ ကိုပါဝင်ကူညီဖို့ကတိပြုခဲ့ပါတယ်။ဝင်ကြီးချုပ်ဖီတုံတန်ကငင်းချိုင်းမြစ်တင်ပေါ်နေဆက်လုံးကျုံကြီးနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုတိုက်ဖြတ်ဖို့ဒေသရင်းပုံမှုပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ကြောင်းထလောင်းပြောကြားခဲ့ပြီးအာဆီယံရဲ့ပုံသဘောတူညီချက်၅ရပ်ကိုလည်းပြန်လည်အတည်ပြုခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ်ကပဋိပက္ခနဲ့တဘာဝဘေးအန္တရာယ်ခံစားနေရတဲ့လူမှုအတိုင်းဝန်ကြီးအကျွမ်းလူသားချင်းစာနာထောက်ထားမှုအကူအညီများတိုးမြှင့်ဖို့လည်းထပ်မံတောင်းဆိုခဲ့ပါရယ်။နောက်ထပ်တစ်ပုတ်အနေနဲ့မလေးရှားရဲ့မြန်မာရှိငင်းချမ်းရေးချိုးပတ်မှုတွေကိုအင်ဒိုနီးရှားအပြည့်ဝထောက်ခံနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အခုနှစ်အာဆီယံဖွဲ့ဥက္ကဋ္ဌအဖြစ်မြန်မာပဋိပက္ခငင်းချမ်းသောအဖြစ်ရှားတဲ့မလေးရှားနိုင်ငံရဲ့ချိုးပတ်မှုအသီးသီးကိုအင်ဒိုနီးရှားနိုင်ငံသားဝန်ကြီး ဆူကီဟီနိုကအပြေအဝထောက်ခံတယ်လို့ပြောပါရတယ်။မြန်မာနိုင်ငံမှာဒီမိုကရေစီနဲ့တည်ငြိမ်မှုပြန်လည်ရရှိရေးတက်ကြွစွာပါဝင်ဖို့အင်ဒိုနီးရှားနိုင်ငံကအစဉ်သင့်ရှိတယ်လို့စနေနေ့ကကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ဘုံသဘောတူညီချက်၅ချက်ဖော်ဆောင်ရေးဆိုင်ရာအလွတ်တဘောဆွေးနွေးပွဲမှာ၎င်းကပြောပါရတယ်။မြန်မာအရေးဖြည့်ရှင်ရမှာကျွန်တော်တို့အတန်တန်နဲ့ထွက်ရမှာဖြစ်တယ်လို့ဘုံသဘောတူညီချက်၅ချက်ပြေဝအကောင့်ထဲပေါ်ရင်တုံးအားပေးဖို့ရည်ရွယ်ချက်နဲ့လှုံ့ဆော်ရမှာလို့သူကဆိုပါရတယ်။၄၆ချိန်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်မီကျင်းပတဲ့အစီအစဉ်ဟာမြန် မာနိုင်ငံအတွင်းဖြစ်ပေါ်တိုးတက်မှုတွေကိုဆွေးနွေးဖို့နဲ့ဘုံသဘောတူညီချက်၅ရပ်ကိုတည်တည်ရောက်ရောက်ဖော်ဆောင်ပေးနိလန့်တွေရှာဖွေဖို့အာဆီယံနိုင်ငံဆိုင်ဝင်ကြီးတွေနဲ့မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ရဲ့အလွတ်တဘောဖိုရမ်တစ်ခုဖြစ်ပါတယ်။ ဘုံသဘောတူညီချက်၅ရဲ့အပြည့်အဝဖော်ဆောင်မှုနဲ့အကြံဖတ်မှုတွေအဆုံးသတ်ရေးလူသားချင်းစာနာမှုအကူအညီတိုးချဲ့ပြီးနေမြန်မာနိုင်ငံရှိသက်ဆိုင်သူအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရေးအရေးကြီးတယ်လို့စုကီရီနိုကထပ်လောင်းပြောကြားခဲ့ပါတယ်မြန်မာအရေးငြိမ်းချမ်းသောအဖြစ်တစ်ခုရှာဖို့အင်ဒိုနီးရှားနိုင်ငံကတန်နိထန်ချထားဆဲဖြစ်ပါတယ်ဒေသရင်းငြိမ်းချမ်းရေးအောင်မြင်မှသာအာဆီယံဖွဲ့ကစီးလုံးညီညွတ်ပြီးတူညီဆန္ဒနဲ့စီးလုံးမှုစီးမြင့်တွေကိုအခြေခံဆောင်ရွက်မှာဖြစ်တယ်လို့၎င်းကဆက်ပြောပါတယ်ဆက်လက်ပြီး AA နဲ့စာကစားတိုက်ပွဲကြောက်ပြူအမှတ်32 နေရဲတရင်အနီးထီရောက်ရှိလာတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရခိုင်ပြည်ကြောက်ပြူမြို့နယ်တွင်အာရခတက်တော်အင်းနဲ့စစ်ကောင်စီကြားဖြစ်ပွားနေတဲ့တိုက်ပွဲကကြောက်ပြူမြို့နယ်မှာ6မိုင်လောက်သာကွာဝေးတော့တဲ့အမှတ်30နှစ်တိုက်ခိုက်ရင်ရဲတရင်အနီးကိုရောက်ရှိလာနေပြီဖြစ်တယ်လို့မြေပြင်စီရေးသတင်းအရှင်းမြစ်တော်ကပြောပါရယ်။စက်မှုလက်မှုတနန်းကြောင်ဘက်ကိုစစ်တပ်ကစစ်ကြောင်းထိုးတဲ့နေကလည်းတိုက်ပွဲပြင်းနေတာအဲ့ဒီနေကလည်းစစ်တပ်ကနောက်ဆုတ်ထွက်ပြေးကြတဲ့အခုတိုက်ပွဲကရဲတရင်နာထီရောက်လာပြီးအဲ့ဒီမှာစစ်ဖြစ်နေရလို့၎င်းကပြောပါရယ်။စစ်ကောင်စီတပ်ကမေလ23ရက်နေ့ည ညနေပိုင်းမှာအေအေသိမ့်ပိုင်ထားတဲ့စက်မှုလက်မှုကြောင့်ကိုပြန်လဲထိုးစစ်ဆင်လာစဉ်အေအေကဂျာဖြတ်တိုက်ခတ်ခဲ့တဲ့အတွက်အကြဆုံးတွင်နေပြန်လဲဆက်ခွာခဲ့ရပြီးရင်နောက်အခုရက်ပိုင်းတွင်တိုက်ပွဲမှာအမှတ်30နဲ့ရဲတပ်ရဲ့အနီးဝန်းကျင်ထိရောက်ရှိလာခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ်ဆက်လက်ပြီးအပြည်ပြည်ဆိုင်ရာတရားစီရင်ခြင်းမှာအပြန်အလှန်ကာကွယ်ပြီးစာချုပ်စစ်ကောင်စီနဲ့ရုရှားလက်မှတ်ရေးထိုးတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အပြည်ပြည်ဆိုင်ရာတရားစီရင်ခြင်းမှာအပြန်အလှန်ကာကွယ်ပြီးဆိုင်ရာသဘောတူစာချုပ်ကိုစစ်ကောင်စီနဲ့ရုရှားနိုင်ငံတို့အကြားလက်မှတ်ရေးထိုးခဲ့တယ်လို့စစ်ကောင်စီထိန်းချုပ်များရိယုတ်တန်ကမေလ25ရက်နေ့ညပိုင်းမှာကြေညာပါတယ်။ စာချုပ်ကိုစစ်ကောင်စီခန့်ဥပဒေရဝင်ကြီးနဲ့ပြည်ထောင်စုရှိနေချုပ်ဒေါ်တီရာဦးရဲ့မေလ19ရက်နေ့မှ21ရက်နေ့ထိရုရှားနိုင်ငံစိန့်ပီတာစဘတ်ခီးစင်တွင်ရုရှားတရားရေးဝင်ကြီးဌာနဝင်ကြီးနဲ့လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်စစ်ကောင်စီကစာချုပ်ကိုနိုင်ငံသားများကိုပြည်ပဆိုင်ရာတရားစီရင်လွဲသုံးစာပြုလုပ်ပြီးတရားစီရင်ချက်မှအပြန်လန်းအကာအကွယ်ပေးဆိုင်ရာသဘောတူစာချုပ်လို့ဆိုထားပါရယ်အဆိုပါစာချုပ်ကိုလုံထုံလုံနီများဆိုင်ရာနောက်ဆက်တွဲစာချုပ်ကိုလည်းမေလ23ရက်နေ့မော်စကိုမှာဒေါ်တီရာဦးနဲ့ရုရှားနိုင်ငံရှိနေချုပ်တို့ဆက်လက် န်လက်မှတ်ရေးထိုးခဲ့ကြောင်းထုတ်ပြန်ပါတယ်။စာချုပ်ဟောကြောင်းရာတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီကအသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။လက်ရှိမှာအာဏာသိမ်းစစ်ကောင်စီရဲ့ကောင်းဆောင်မှုကြောင့်မူကြီးမင်းအောင်လိုင်က2018ခုနှစ်ကရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတပ်ဖြတ်မှုနဲ့ပတ်သက်ပြီး2025ခုနှစ်ဖေဖော်ဝါရီလမှာအာဂျင်တီးနားတရားရုံးရဲ့ဖမ်းဝရမ်းထုတ်ခံသူဖြစ်တယ်လို့ဆိုပါတယ်။ အာဂျင်တီးနားတရားရုံးရဲ့ဝရမ်းမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမရဟောင်းဦးထင်ကျော်တို့လည်းပါဝင်ပြီးစုစုပေါင်း25ဦးရှိကမြို့သားညီညွတ်ရေးဆိုရာ NUG ကဒေါ်အောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်တို့ကိုဖမ်းဝရမ်းမှာဖယ်ရှားနိုင်ဖို့ကော်မတီဖွဲ့ဆောင်ရွက်သွားမယ်လို့ February 29ရက်မှာထုတ်ဖော်ပြောဆိုပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်ကိုအာဂျင်တီးနားဖမ်းဝရမ်းပြင်ရိုဟင်ဂျာများပေါ်ကျူးလွန်နေရဆွေးမှုများအတွက်ဖမ်းဝရမ်းထုတ်ရန်ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအတွင်းမှာအဲ့ဒီလုံကပြည်ဆိုင်ရာရာဆွေးတရားရုံး ICC ရဲ့ရှင်းလင်းချုပ် Karen ME Camp KC က ICC ကိုရှောက်ထားမှုရှိခဲ့ပါတယ်။စစ်ကောင်ဆောင်မင်းအောင်လိုင်းကဲ့သို့ပဲရုရှားသမ္မတဗလာဒီမာပူတင်ကလည်းယူကရိန်းကျူးကျော်စစ်အတွင်းရုရှားထိန်းချုပ်ထားတဲ့ယူကရိန်းဒေသမှာကလေးတငယ်များကိုဥပဒေမဲ့အဓမ္မရွှေ့ပြမှုမှာတာဝန်ရှိကြောင်းစွဲချက်နဲ့2023ခုနှစ်မလမှာ ICC ရဲ့ဖန်ဝန်ထုတ်ခြင်းကိုခံရပါတယ်။ဆက်လက်ပြီးမိုင်းလာမှာလက်နက်ကင်ဖွဲ့စည်းနေနိုင်ငံရေးဖွဲ့စည်းပြီးလက်ခံမထားပဲစစ်ကောင်စီနဲ့တာပူးပေါင်းမယ်လို့ NDAA ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မိုင်းလာဒေတာတွေမှာလက်နက်ကိုင်ဖွဲ့စည်းနေနိုင်ငံဖွဲ့စည်းတွေကိုလက်ခံထားတာမရှိဘူးလို့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်ဖွဲ့ NDAA မိုင်းလာဒုတိယဥက္ကဋ္ဌ ဦးစန်းပေကစစ်ကောင်းဆောင်ဖို့ကြုံမှုကြီးမရောက်နိုင်တဲ့တွေးဆုံချိန်မှာပြောလိုက်ပါတယ်။မိမိတို့ဒေတာတွေမြည်တိလက်နက်ကင်ဖွဲ့စည်းနဲ့မြည်တိနိုင်ငံဖွဲ့စည်းကိုမှလက်ခံထားခြင်းမရှိကြောင်းနဲ့မိမိတို့အနေနဲ့ဒေတာတွေနဲ့နိုင်ငံတော်တည်ငြိမ်ရေးအေးချမ်းရေးလုပ်ငန်းများအတွက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ဦးစန်းပေကပြောခဲ့ကြောင်းစစ်ကောင်းစီရဲ့ဒီကနေ့ထုတ်သတင်းစာတွေမှာဖော်ပြလာပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့နယ်အခြေဆိုင်ထရီကန်ဒေတာတိုင်းစစ်ဌာနချုပ်ကိုရောက်နေတဲ့စစ်ကောင်းဆောင်ဖို့ကြုံမှုကြီးမရောက်နိုင်တဲ့ NDAA မိုင်းလာကငြိမ်းချမ်းရေးနဲ့စီးလုံးရေး ကော်မတီဒုတိယဥက္ကဋ္ဌဦးစန်းပိဦးဆောင်နဲ့ငြိမ်းချမ်းကိုယ်စားလှယ်ဖွဲ့တို့မေလ25ရက်ကတွေ့ဆုံချိန်မှာပြောဆိုခဲ့တာလို့သိရပါတယ်။ဒါအပြင်ဒေသရင်းပညာရေးကျန်းမာရေးနဲ့လမ်းပန်းဆက်သွယ်ရေးတို့မှစစ်ကောင်စီဘက်ကဆက်လက်ကူညီပေးဖို့အကူအညီတောင်းခံနေတယ်လို့ဆိုပါတယ်။စစ်ကောင်ဆောင်ကလည်းမိုင်းလာဒေသအတွက်လိုအပ်တာရိပံ့ပိုးပေးသွားမှာဖြစ်ကြောင်းနဲ့တိုင်းဒါအလုံးစီစီလုံးလုံးနဲ့နိုင်ငံအကျိုးဖော်ဆောင် ကြဖို့ပြောကြားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုကို NTAA မိုင်းလာဘက်ကငြိမ်းချမ်းရေးနဲ့စီလုံးရင်းကော်မတီဒုတိယဥက္ကဋ္ဌဦးစံပေဒုတိယဥက္ကဋ္ဌဦးစံလူဦးကြည်မြင့်တို့နဲ့စစ်ကောင်စီဘက်ကစစ်ကောင်ဆောင်တဲ့အတူကောင်စီတွဲဘက်အတွင်ရေးမှုဗိုလ်ချုပ်ကြီးရေဝင်ဦးညီနိုင်ကိုကရေးမှုကြီးရေလေဗိုလ်ချုပ်ကြီးကျော်စွာလေးနဲ့ကာကွယ်ဦးစီးချုပ်ရုံကအဆင့်မြင့်တက်မတော်ရရှိလို့တရောက်ခဲ့ကြတယ်လို့တရင်ထုတ်ပြန်ထားပါဗျ။မိုင်းလာဖွဲ့ NTA ကအပြစ်ခတ်ရေစိမ်းအစချုပ်ကိုလက်မှတ်ရေးထိုးထားတဲ့ဖွဲ့တစ်ခုဖြစ်ပြီးရှမ်းပြည်နယ်ရှိပိုင်းမိုင်းလာဒေသကို ိုအတူတည်သားလေးဖြစ်သတ်မှတ်အုပ်ချုပ်နေတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။